အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့စီချက်ခောက်ဆွဲပြုလုပ်နည်းလေးကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်ခောက်ဆွဲစီချက်ပဲလို့လို့ကြာကြာစီချက်ပဲလို့လို့ပေါ့နော်ဒီနေ့တန်လို့စားကြည့်ပါအရင်ကမှစားလို့ကောင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်ညဦးဆုံးကျွန်တော်တို့တွေခောက်ဆွဲလေးပြုတ်ပါမယ်ကျွန်တော်လက်ကီးခောက်ဆွဲကိုအသုံးပြုပြီးတော့လုပ်ပြပေးမှာဖြစ်ပါတယ်ဒါအရင်ဦးဆုံးကျွန်တော်တို့ရင်းနှွေးစုအောင်ထားမယ်ရင်းနှွေးစုမှုဆိုလို့ရင်းနှွေးခောက်ဆွဲလေးထည့်ပါမယ်ခောက်ဆွဲပြုတ်တဲ့နေရာမှာလည်းစီလေးနဲ့ငယ်ထည့်ပေးရပါမယ် ောက်ဆွဲလေးတွေကိုအနေတော်လေးပဲနော်မပြတ်မပါလေးအနေထားဖြစ်ပြီဆိုလို့ရှိရင်တော့စကားလေးနဲ့စစ်ပြီးတော့ရေလေးနဲ့ငယ်ဆေးပြီးတော့စစ်ပေးထားပါမယ်။ခေါက်ဆွဲလေးတွေနည်းနည်းအေးပြီဆိုလို့ရှိရင်တော့စီလေးထည့်ပြီးတော့အနေငယ်တမပေးထားလိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့ခေါက်ဆွဲလေးရပါပြီ။စီချက်ချက်ဖို့အတွက်ကျွန်တော်တို့တွေစီတမို့လောက်ကိုဦးရဲထည့်ပါမယ်။စီလေးနည်းငယ်ပူလာပြီဆိုလို့ရှိရင်တော့ကြက်အည်ခွန်လေးကိုကျွန်တော်တို့ထည့်ပေးရအောင်ဖြစ်ပါတယ်။အည်ခွန်ကလည်းကြက်စီနည်းငယ်ပါတဲ့အည်ခွန်လေးထည့်ပေးရပါမယ်။ရေခွန်လေးကိုကျွတ်သွားအောင်လို့ကျွန်တော်တို့မှုလိုက်မယ်ပေါ့နော်။ ရေကုန်လေးကျွတ်လာပြီဆိုလို့ရှိရင်ရေကုန်လေးဆယ်လိုက်ပါမယ်ဆယ်ပြီဆိုလို့ရှိရင်တော့ဗမာကျက်တို့ပြူတိတိလေးလေးကိုမိပိတ်ပြီးတော့စီရဲထည့်လိုက်လို့ရှိရင်ဒါစီကျက်စီလေးရပါပြီပေါ့နော်ရန်လည်းမွေးပါတယ်အသားပြုတ်ဖို့တော့ကျွန်တော်တို့ရင်သွေးကိုတည်ပါမယ်အသားကိုတော့ကျွန်တော်တို့ခရူးစီပင်းကပြာရေးစက်သားမုတ်ချုံမုံနဲ့ငထည့်ပြီးတော့ကျွန်တော်တို့လေတမတ်တော်အောင်နေထားလိုက်ပါမယ်စက်သားလေးတွေနေပြီဆိုလို့ရှိရင်တော့ရင်သွေးစုစုထဲမှာစက်သားစက်သားချက်သွားတဲ့ဒီပြုတ်ပြီးလိုက်လို့ရှိရင် အသားရပါပြီပေါ့နော် ဒီအခုလိုမျိုးအသားရပြီဆိုလို့ရှိရင်တော့အသားလေးကိုကျွန်တော်တို့ဆယ်ထားပြီးတော့အသီးပဲပြုတ်ပါမယ်။ငုံချင်းစဲရုံပေါ့နော်ကျွန်တော်ကစီချက်ခောက်ဆိုတဲ့ထည့်မှာမလို့အနေငယ်ပြုတ်ထားလိုက်ပါတယ်။ငုံချင်းစဲမထည့်လည်းရတယ်ပေါ့နော်တော်တော်များများမထည့်ကြပါဘူးကျွန်တော်ကထည့်လိုက်ပါတယ်။ဒါကတော့ကျွန်တော်တို့ငပြားရီကျုပ်ဖို့အဓိကပေါ့နော်။နန်းတော့ငပြားရီသို့မဟုတ်ကလေး၅ယောက်ပဲငပြားရီအကြီးပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်25ကျပ်သားထည့်ပေးရပါမယ်။ခယူးစီ ဘာမာခီယူစီတို့မိမကြီးခီယူစီ30စာအသုံးပြုပေးရပါမယ်။တကြာ5ကျက်သားချိန်မိထားပါမယ်။ကျက်သားမုံက2ကျက်သားအသုံးပြုပေးရပါမယ်။အချုံမုံကတော့3ကျက်သားချိန်မိထားမှာဖြစ်ပါတယ်။ကျွန်တော်ပေါင်းပစ္စည်းအားလုံးပေါ့နော်ကျွန်တော်တို့ကိုကျိုးမဲ့အိုးထဲမှာအိုးတနန်လေးတွေမှာပေါ့နော်ဆုထည့်ပြီးတော့ပေါ့အောင်တည်ပေးလိုက်လို့ရှိရင်တော့ငပြရည်လေးရပါပြီ။ဒီငပြရည်ရပါပေါ့နော်တစ်ခါကြိုထားအောင်နားနဲ့အကြာကြီးအသုံးခံပါတယ်။ကျွန်တော်ရေခက်တရားတွေမှာထည့်ပြီး သုံးမှာဆိုလို့ရှိရင်တော့လားနဲ့ချီပြီးတော့အသုံးပြုလို့ရပါတယ်ကိုစားခြင်းတဲ့အခါမှာငပြားလေးကိုထုတ်သုံးလို့ရပါတယ်ခင်ဗျာကဲငပြားကြီးကြိုပြီးဆိုလို့ရှိရင်တော့အေးခံပြီးတော့ကျွန်တော်တို့ဘူးလေးထည့်ပါမယ်ဒါဒါဆိုလို့ရှိရင်တော့စီကျက်လို့ဖို့အကုန်လုံးစဉ်းသင်းဖြစ်နေပါပြီပေါ့နော်ကျွတ်မျိုးစင်းတတ်တာကိုတော့ကျွန်တော်မပြတော့ပါဘူးမနော်ကျွတ်ုံလေးကိုနှုတ်ဆင်းပြီးတော့ကျွန်တော်တို့စီပူထဲမှာထည့်လိုက်လို့ရှိရင်တော့ကျွတ်ုံကျော်လေးရပါတယ်ပေါ့နော်ကျွတ်ုံကြီးကျော်ဝယ်သုံးလေးရပါတယ်ပါပစ္စည်းတွေစုံမှုဆိုလို့ရှိရင်တော့ကျွန်တော်တို့စီကြက်ခောက်ဆက်ပြီးတော့လုပ်ပါတော့မယ် ောက်ဆွေးနဲ့ကျွန်တော်တို့အသီးရက်တဲ့ထည့်ပါမယ်ထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစီချက်ခောက်စလုပ်ပါမယ်ဒါကတော့ချက်ထားတဲ့စီချက်စီလေးပါမပြာရင်လေးပါဒါကတော့အသားလေးပါခင်ဗျာနုတ်နုတ်စင်းပေးထားပါတယ်ဒါလေးနဲ့ပေါ့ဆွဲတဲ့ကိုကျွန်တော်တို့အသီးရွက်တွေထည့်ပါမယ်ထည့်ပြီးဆိုလို့ရှိရင်တော့အခုပြတဲ့ဇွန်နဲ့တပွဲကိုတဇွန်မရှိတရှိထည့်ပေးရမှာဖြစ်ပါတယ်နှစ်ပွဲဆိုတော့ကျွန်တော်နှစ်ဇွန်မရှိတရှိထည့်လိုက်ပါတယ်စီချက်ကိုတော့ကျွန်တော်မများလေးထည့်ပေးရမှာဖြစ်ပါတယ်ဒါမှ စီချက်ခောက်ဆဲဖြစ်တဲ့အတွက်စီရှိရွှဲလေးမှာပို့ပြီးတော့စားလို့ကောင်းမှာဖြစ်ပါတယ်။ချာဇံဝင်လဲကျွန်တော်တို့ဒီနီးလေးတိုင်းမလွတ်ပြရမှာဖြစ်ပါတယ်။ဒီစီချက်ခောက်ဆဲရပါတော့ဆိုင်မြောင်းလို့လည်းလုံးဝအဆင်ပြေတဲ့နီးလေးဖြစ်ပါတယ်ခင်ဗျ။မိမိကဆိုင်မှာလုတ်ပြီးရောင်းနေတယ်ဆိုလို့ရှိရင်တော့ရမ်းအဆင်ပြေတဲ့နီးလေးဖြစ်ပါတယ်။တမတော်အောင်မူလိုက်လို့ရှိရင်တော့စီချက်ခောက်ဆဲရပါပြီ။နောက်တစ်ပါအရသာမှထည့်เสียမလို့တော့တဲ့စီချက်ခောက်ဆဲလေးရပါပြီခင်ဗျ။ဒီနီးလေးတိုင်းလုတ်စားမယ်ဆိုလို့အဆင်ပြေပါတယ်။လုတ်ရောင်းမယ်ဆိုလို့ရှိရင်လည်းရောင်းလို့ရပါတယ်ခင်ဗျ။ ေသမတော်မူပြီးဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ပကံလေးကိုထည့်ပါမယ်နောက်ထပ်ပြင်ဆင်ပုံလေးကတော့အသားထည့်ပါမယ်စက်သွုံကြော်လေးထည့်မယ်ပေါ့နော်အမေရိကန်တော့ကျွန်တော်တို့စက်သွုံမိလေးပါထည့်ပေးရမယ်ပေါ့နော်စက်သွုံမိကကျွန်တော်ဝယ်လို့မရတဲ့ရက်လေးဖြစ်နေတဲ့အတွက်စက်သွုံမိမထည့်လိုက်လို့ပါဘူးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်